ဒီနေ့ကတော့လောင်းတို့အမျိုးသမီးတွေအတွက်အရေးအကြီးဆုံးပေါ့နော်လာတိုင်းသုံးရတဲ့လဆင်သုံးပါမှာဒီနေ့ကိတ်ကိတ်လေးပေါ့နော်အမျိုးသမီးကိတ်ကိတ်ကလေးတွေအမျိုးသမီးတွေကကြာလောင်းတို့မြန်မာအမျိုးသမီးရဲ့ခန္ဓာကိုယ်ဖွဲ့စည်းမှုကဟိုဘလို့ပဲပိန်သွယ်သည်ဖြစ်စီခန္ဓာကိုယ်အောက်ပိုင်းတွေပို့ပြီးတော့ထွားကြရပေါ့ပြည့်ကြရပြည့်ပြည့်လေးရှိရတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့လောင်းတို့ဒီလိုမျိုးလဆင်ရသည်လာတဲ့ခါမှာကိုယ်သုံးမဲ့လဆင်သုံးပစ္စည်းရဲ့ size ကိုရွေးရတာတော်တော်လေးအလုံးရှုပ်တယ်ပေါ့နော်ပြီးတော့လည်းအမျိုးသမီးဆိုတာလေဘဝတစ်ချောင်းလုံးခန္ဓာကိုယ်ဝိတ်တစ်ခုရနေတာမို့တစ်ခါကျရင်ကိုယ်ပြည့်တဲ့အချိန်ရှိတယ်ဒါကလေးကိုယ်ပိန်သွားတဲ့အချိန်ရှိ ှိရယ်ဒါပေမဲ့တိတာတာလောင်းနှခနာကိုပြိလာပြီဆိုရင်လမ်းလျှောက်တဲ့ခါမှာပေါင်လေးနှစ်ခုထိထိလာရယ်ပေါ့ဟုတ်တယ်ဒါဆိုရင်ဒါဝိတ်တက်လာပြီဆိုတော့တတိထားမိရယ်ပေါ့အဲ့လိုချိန်ဆိုလို့ရှိရင်ဘာကြီးဖြစ်လဲဆိုတော့ဟိုလမ်းသွားရင်းနဲ့လဲကွာဒီအဲခနာကိုပေါင်ပြိလာရယ်ထိတွေ့မှုကြောင့်မို့လို့နည်းနည်းစိတ်နှောက်ရက်ဖြစ်တာမျိုးရှိသလိုရာသီဖြစ်တဲ့ခါမျိုးမှာ ပို့ပြီးစိတ်ထိုးရပါတော့။ဟုတ်တယ်။အမျိုးသမီးကဒီလိုမျိုးယာတိဖြစ်လာတဲ့အခါကျလို့ရှိရင်အလိုလိုမှစိတ်ကလည်းတိုးတယ်၊စိတ်ဆက်တယ်၊စိတ်လိုမကြအများကြီးဆိုတော့အဲ့ချိန်မှာဒီလိုမျိုးကိုယ့်ရဲ့လားစင်သုံးပစ္စည်းကသေးနေတာမျိုးတို့ကိုယ့်ရဲ့ခန္ဓာကိုယ်ရှိတဲ့ပမာဏတက်သေးရာမျိုးနောက်တိုးတာမျိုးလုံလုံလောက်မရှိဘူးဆိုလို့ရှိရင်ပို့ပြီးစိတ်နောက်ဆက်ဖြစ်တဲ့ပြီးမလုံမလဲဖြစ်ရတယ်ပေါ့နော်။လမ်းသွားလို့ရှိရင်လည်းဟိုကိုယ်နောက်ကိုပြန်ပြီးကြည့်ရမလား။တကယ်ကြီးဆိုကြည့်ပေးပါအောင်ဒီလိုမျိုးကြီးဖြစ်တဲ့အခါကျတော့ဟိုကိုယ့်ရဲ့လားစင်သုံးပစ္စည်းသုံးတဲ့အခါမှာတကယ် quality ကောင်းတာကိုရွေးပြီးသုံးဖို့လိုတယ်ပေါ့နော်။ဆိုတော့ဒီနေ့မှလည်းလောင်းတို့ ဒီခုခင်ပြုံမဒီရဲ့ရှေ့မှာရှိတဲ့ Good Lady ရဲ့ Night 6ပေါ့နော်အဲ့တော့ Good Lady ကတော့အစစ်မြေအမျိုးသမီးလားစင်သုံးပစ္စည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့အားသာချက်ကတော့လောက်5စက္ကန့်နဲ့6တယ်ပေါ့နော်ဆိုတော့သူ့ရဲ့သဘောကျတဲ့အချက်ကလေးကဒါလေးပေါ့နော်ဆိုကြည့်လိုက်လို့ရှိရင်လည်းပဲအဲ့သူ့ရဲ့ထုတ်ပုံးပုံစံမှာ Night 6တို့ရဲ့အတိုင်းပဲသူကညာဘက်ကိုသုံးဖို့အတွက်ကို6ခုပါတာဖြစ်တဲ့အတွက်လောက်8ထဲထဲသွားရင်တော့အဆင်ပြေရပေါ့နော်အဲ့နောက်တစ်ခုကကြတော့ခန္ဓာကိုယ်ပြည့်နေအမျိုးသမီးတွေအနေနဲ့လဲလားစင်သုံးပစ္စည်းဝယ်တဲ့အခါမှာ အဲပို့ပြီးတော့ size ကြီးတယ်ရှည်တဲ့အရာမျိုးတွေဝယ်ရဆိုရင် ကုန်ကြားစီပို့ပြီးတော့များပြားရယ်ပေါ့နော်ဆိုတော့ good lady ကကြာကုန်ကြားစီအဖြစ်လဲတော်တော်သက်သာရဲ့အထဲမှာပါတယ် ပြီးတော့ तू က360ဖြစ်တဲ့အတွက်အရှိကြီးပဲပေါ့နော်အလောင်းတို့ तू size ကိုသုံးနေကြသူဆိုလည်းဒီမှာဒီလောက်လောက်ရှိရဲဆိုတော့အလောင်းတို့ခန္ဓာကိုယ်ပြည့်ရဲသူဆိုရင်လုံလုံလောက်လောက်ဒီအနောက်ပိုင်းလောက်ထိအုပ်ပြီးတဲ့အတွက်ညာအိတ်တဲ့ခါမှာအရင်အဆင်ပြေတယ်ဆိုတော့ဒီနေ့ကတော့ဒါအမျိုးသမီးကိတ်ကိတ်လေးပေါ့နော်ဆဲဆောင်မှုရှိအမျိုးသမီးတွေအတွက်ကိုယ့်ရဲ့ဒါ bed ကိုသုံးတဲ့ခါမှာ good lady ရဲ့အဆင်မြင့်အမျိုးသမီးလားဆိုတော့ night 6ဆိုပြီးတော့အခုတွေ့ရတဲ့အစိမ်းရောင်လေးနဲ့အရာဒီခန္ဓာကိုယ်ပြည့်တဲ့အမျိုးသမီးတွေပို့ပြီးတော့သုံးရတာအဆင်ပြေတယ်ပေါ့နော်နောက်တစ်ခုက तू ကခန္ဓာကိုယ်ပြည့်ရဲ့သူကြတော့လေလောင်းတို့သုံးတဲ့ခါမှာဟိုတခြားသော ောအသားတွေ artificial ဖြစ်တဲ့အသားတွေဆိုရင်အသားနေရာထိရအတိတာပဲဆိုတော့ဒီဘေးနှစ်ဖက်ဒီပေါင်း ကြံကိုသွားထိနေရဖြစ်တဲ့အတွက်ဒါလေးကခြိသားဖြစ်နေတော့မှသာဟိုကတ်တဲ့သုံးတဲ့နေရာမှာလည်းအေးမြမှုရှိတယ်။ပေါင်ဘေးနှစ်ဖက်ကိုဘေးသားလိုင်းတွေတွေ့တဲ့အခါလည်းပဲပိုးနာလုံးဝမရှိဘူးပေါ့နော်။ဆိုတော့ဒီ good lady ရဲ့အစိမ်းအောင်လေးကကြတော့ခန္ဓာကိုယ်ပြည့်တဲ့မျိုးသမီးသုံးတယ်ဆိုလေပေါင်ပိုးနာမျိုးကြောင့်မလို့အသားကိုထပ်ပြီးပိုးနာမျိုးပူရာရတာလုံးဝမရှိပဲနဲ့100%ခြိသားနဲ့လှုပ်ထားဖြစ်တဲ့အတွက်သုံးကတော်တော်လေးအဆင်ပြေတဲ့အတွက်ဒီနေ့လောင်းလို့ညှို့ပေးခြင်းတဲ့အထဲမှာလည်းပါနေရပါတော့။ဟုတ်ပါတယ်။အဲ့တော့ခန္ဓာကိုယ်ပြည့်တဲ့အပြင်ကိုတချို့မျိုးသမီးဆိုတယောက်နဲ့တယောက်ကသူက flow ချင်းရမတူဘူးเนาะတချို့ကြတော့သူ့ရဲ့ jeans အရာကိုမျိုးရိုးအရာကိုဒီ period တိုင်းမှာအဲ့လို overflow ဖြစ်တယ် heavy flow heavy flow ဖြစ်တယ်အဲ့လိုမျိုးတွေဖြစ်တယ်တချို့ကြတော့လည်းနည်းနည်းပဲတိတောင်မတိလိုက်ပဲဖြတ်တန်းသွားတဲ့အချိန်မျိုးတွေလည်းရှိတာဖြစ်တဲ့အတွက်ဒါအောင်ပြောသလိုခန္ဓာကိုယ်ပြပြဝဝလေးအပြင်ဆိုတော့တခါတလေမှာကိုယ့်ရဲ့ဒီမျိုးရိုးအရာကိုပေါ့เนาะကိုကအဲ့လိုမျိုး flow ကများတတ်တဲ့သူမျိုးဆိုလို့ရှိရင်ဒီလိုမျိုးအဲဒီ night sit ကတော်လေးကိုအသုံးဝင်ပါတယ်အဲ့တော့ကိုယ့်တလေဒီမှာဆိုတော့အမြင်နဲ့ပြောနေကြပန်တီလိုင်းနာလေးရှိတယ်ပြီးတော့ဒေတန် night sit night ဆိုပြီးတော့သူမှာလေးမျိုးရှိအဲ့ဒီမှာမှာဒီနေ့မိတ်ဆက်ပြီးမှာလောကနာတေချာလေးညွှန်ပေးခဲ့တဲ့အတိုင်း nice sit ပေါ့နော်အဲ့တော့သူ့ရဲ့ဒီ nice sit တင်မဟုတ်ဘူးကိုလေးဒီရဲ့အကုံလုံးရဲ့အားသာချက်အနေနဲ့ဆိုလို့ရှိရင်သူကအတွင်းသားတွင်းသားမှာအလွှာကိုးလွှာအောင်ဖွဲ့စည်းထားတယ်ဒါပေမဲ့အရန်သဘောကျဆိုတော့တို့အကုံလုံးအမြင်နဲ့ပြောပြတယ်ကိုးလွှာဖွဲ့စည်းထားပေမဲ့တကယ်ကိုချက်ချက်ကက်ကက်လေးနဲ့လေအဲ့လိုသုံးဖားမှလည်းပေါ့ပေါ့လို့ကဘာမှမဝထား feeling လောက်ပဲရှိတယ်ထိနိုင်တာထိနိုင်တယ်အဲ့အရန်သဘောကျဆိုတော့အဲ့လိုပပလက်လေးဖြစ်တဲ့အတွက်နေရအရန် comfortable ဖြစ်တဲ့တက်တောင့်တက်တာဖြစ်တယ် ဟိုတက်တက်ကြီးกว่าဒါကပြည့်ပြည့်တိုင်းမှာလားဆိုတဲ့ခံစားချက်ကိုမခံစားရစေဘူးပေါ့เนาะဆိုတော့အလှာကိုးလှာနဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့မှာဟိုလေဝင်လင်ထွက်လဲကောင်းမွန်တယ်ပြီးတော့လောင်းပြောတဲ့အတိုင်းခြိသားလေးနဲ့ပြုတ်လုထားတာဖြစ်တဲ့အတွက်တတောင်တတာအရန်ရှိပါတယ်ပြီးတော့သဘောကျတဲ့အချက်ကသူ့မှာဆိုလို့ရှိရင်ဘေးပေါင်နှစ်ဘက်မှာဆိုလို့ရှိရင်ရှန်ထက်မတောင်းအောင်လို့အဲ့လိုမျိုးလိုင်းသားလေးရေးရှိတယ်အမ်းဟုတ်တယ်နောက်တစ်ခုကသူ့မှာဂျပန်ဝါတာလော့ဂျေတုံးထားတာဖြစ်တဲ့အဲ့ဒီမျိုးဘေးနားကဒီဘေးပေါင်လေးမှာချိုးချုပ်သားလေးတေချာလေးထည့်ထားတာရယ်နောက်တစ်ခုကဂျပန်ဝါတာလော့ဂျေနဲ့တေချာဖန်တီးထားတာဖြစ်တဲ့အတွက် ဲအပြုံလုံးဝယူဆိုင်မှုမရှိဘူးဆိုတော့တတောင်တတာဖြစ်စီရဟိုးရင်ရဆိုတော့တို့တွေကအဲ့လို period တိုင်းဆိုလို့ရှိရင်ရာသီချင်းဆိုလို့ရှိရင်တကယ်ချင်းဟဲ့ကြည့်ပေးပါအောင်ငါဆင်ပြေးလားဆိုပြီးအမြဲတမ်းမလုံမလဲနဲ့မင်းနေရတဲ့ခံစားချက်အဲ့ဒီလေပူပူအားရနေရတဲ့အခြေအနေလုံးဝတုံးပြနေရတာမကောင်းဘူးကွာအဲ့လိုသူရဲ့ပတ်ထုတ်ပုံမှုတွေအရင်တော့ဆိုလို့ရှိရင်အဲ့လိုထူထူထဲထဲရှိအဲ့ထူထူထဲထဲပြောရိုးစိမ့်မှုလည်းရှိတတ်တဲ့အတွက်နေရတာအဲ့လိုစိုးရိမ်တတ်ကြတယ်အခုကိုလေးတုံးပြီးနောက်ပိုင်းမှာအဲ့ဒီ ခံစားချက်လုံးဝစိုးရိမ်ကြမရှိတော့ဘူးပပလွှလွားဒီအလွှာကိုးလွှာနေတေချာလေးတိတိလေးထုတ်ပူထားတဲ့အပြင်ကိုခုနလိုမျိုးချော်ယိုးလိုင်းသားလေးပါတယ်ပြီးတော့ဂျပန်ဝါတာလော့ဂျင်နဲ့တေချာလောက်ထားတာဖြစ်တဲ့အတွက်ရိုစိမ့်မှုလုံးဝမရှိဘူးအဲ့အတွက်နေရာတက်တောင်တတာဖြစ်စီပါတယ်ပြီးတော့သူကဆွဆွမနေပဲနဲ့5စက္ကန့်နဲ့အမြန်ခြောက်တယ်အဲ့ခံစားချက်ကိုလည်းအရင်သဘောကျတယ်ဟုတ်တယ်နော်အဲ့ခါကျတော့ဟိုရာသီအချိန်ဒီမှာလဲဆိုတော့သူကစိတ်ပြင်းမနာမရှိဘူးစိတ်နှောင့်ယှက်မဖြစ်ပဲနဲ့ပေါ့ပါလေးနဲ့ကြော်ဖြတ်သွားလို့ရပါတယ်ပြီးတော့ ဒီ nice ဆိုလို့ရှိရင်အဲခန္ဓာကိုယ်ပြေဝလေးတွေအပြင်ဆိုတော့ခုနကပြောသလိုမျိုး flow များတဲ့ဒူတွေအတွက်အားအဆင်ပြေတယ်ဟုတ်တယ်အဲ့တော့အထူးသဖြင့်ဘာလဲဆိုတော့မျိုးသမီးတွေက တယောက်နဲ့တယောက်ရာသီလာတဲ့ရက်တွေလည်းမတူကြဘူးတချို့က3ရက်တချို့က5ရက်တချို့ကဒီထက်ကြာတာမျိုးလည်းရှိရဲအဲ့ဒီမှာမှာအလေရက်လိုမျိုးဆိုလို့ရှိရင် flow ပို့ပြီးတော့များတတ်တယ်ဆိုလို့ဆိုလို့ရှိရင်တော့အဲ့လိုမျိုးနည်းနည်းကိုက flow ပို့ပြီးများတဲ့ရက်မျိုးမှာဆိုလို့ရှိရင်ဒီ night set ကိုတေချာလေးသုံးတယ်အဲ night တိုင်းမှာလည်းသုံးတယ်တခါကျ day တိုင်းမှာပါသုံးတယ်အဲဆိုအပြင်သွားတဲ့အခါမှာဒါကိုသုံးလိုက်လို့ရှိရင်ပုံမှန်အားဖြင့် night တိုင်းမှာသုံးတာများတယ်ဒါပေမဲ့နေ့ခင်းလည်းသုံးတဲ့အခါမျိုးဆိုလို့ရှိရင်ဒါ စိုက်ကလည်းရှိတယ်အဲနေရလည်းတလောင်းတတာဖြစ်တဲ့အတွက်ကိုယ်စိတ်တမှာလုံခြုံသွားတယ်နောက်ကိုပြန်လှည့်ကြည့်ကြမလို့သူများကကုညီတောင်းပြီးတော့ဟဲ့စစ်ပေးပါအောင်ဆိုပြီးတော့လည်းပြောနေကြမလို့တော့ဘူးပေါ့နော်ဆိုတော့နိုင်စစ်ကတော်တော်လေးအဆင်ပြေပါတယ်ခန္ဓာကိုယ်ပြေသွားတဲ့သူတွေရောဖလိုများတဲ့သူတွေအတွက်ရောစိတ်ချလက်ချအသုံးပြုလို့ရပါတယ်ဟုတ်တယ်မဆုလက်ပြောလို့လေအဲ့ဒီဒီ good lady nice sick လို့သာသူကပြောထားတာနော်သူက day or night ရောတုံးလို့ရတယ်အဲ့ဒါအဲ့ဒါလေးရဲ့အားသာချက်ပေါ့နော်ဘာလို့လဲဆိုတော့ night ဆိုရင်များသောအားဖြင့်အလွှာကလည်းကိုးလွှာပါဆိုတော့အားလုံးကမင်းကလေးတွေကကြတော့ လွှာများများပါလိလိအဲပို့ပြီးတော့ထုလာမယ်လို့ထင်တတ်ကြတာပေါ့နော်တကယ်တော့မဟုတ်ဘူး तू ကအလွှာကိုးလွှာဆိုတော့သူ့ရဲ့ဤပညာနဲ့ तू တိတ်ချာလောက်ထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကလေအဲ့လိုလေအတွင်းငန်အဝတ်အစားမှဆိုရင်အဲ့ဒါကိုကတ်ပြီးတော့ဇင်တို့ပဲအပြင်ကပဲဘလိုမျိုးအယံဖြော့တဲ့အပြင်ကပေါ့နော်ဇင်တို့ office ပဲဝတ်ဖို့ကွာလုံးဝ line မထင်တာ အဲ့ဒါလေးကသူ့ရဲ့အားသာချက်ပဲเนาะအရာမပေါ်ဘူးဘာလို့ဆိုအရာပေါ်မှာအရန်ကြောက်ကြရလေစင်တော့လေအဲ့လိုဝတ်ပြီးဆိုရင်အနောက်ကနေပြောဟဲ့ငါအဲ့ဒါဒီရာတီဒီလိုမျိုးပေါ့เนาะတမလာလာတဲ့အချိန်ကိုတခြားလူတွေတိညာတိဝါမလားဆိုတော့ချိုးတိုရှန်တန်ဖြစ်တာမျိုးလုံးဝမဖြစ်စေရဘူးသူကလုံးဝအရာမထင်ဘူးပေါ့เนาะတေချာကွန်ပတ်ဖြစ်ဖြစ်လေးနဲ့တေချာထွက်လုထားတယ်အဲ့ဒါလေးအားသာချက်ပေါ့เนาะခုနပြောဆိုသူက96ဖြစ်တဲ့အတွက်ကြောင့်သူက360 mm ရှိရဲ့အရှိကြီးဆိုပေမဲ့သူကတိတိကျကျဟိုလုံအောင်ပေါ့เนาะမိန်းကလေးအတွက်လုံးဝယုံကြည်စိတ်ချ ရအောင်များသောအားဖြင့်ကျွန်တော်ညဘက်မှာသုံးမဲ့ဆိုရင်တော့မှအဲ့ဒီစော့တတဲ့သူတွေပေါ့နော်အဲ့အတွက်ကိုလုံးဝစိတ်ချရတယ်ကွာအဲ့အရာတွေဘာတွေမှာဆွန့်ထင်မှမျိုးလုံးဝမပူအောင်ခီးတွေဘာတွေသွားမယ်ဆိုရင်လည်းကျွန်တော်ဟိုတယ်မှာတဲတဲ့အခါမျိုးမှာဆိုရင်တချို့အဲ့ရခင်းနေပေမှာဆွန့်မှာကြောက်တယ်ဆိုရင်ဒါလေးတုံးကြည့်အရန်ကိုအဆင်ပြေတယ် main clay တွေအတွက် တေချာလုံကြုံစိတ်ချရအောင်ထောက်ထားတဲ့ product ဖြစ်ပါတယ်။အဲ့ဒါလေးကိုလည်းစင်ဒီကနေအကြံပြုချင်တယ်ပေါ့နော်။မတော့ရသေးဘူးဆိုရင်လည်းတုံးကြည့်ပါစင်တော့တုံးဒီပေါ့နော်ခင်ပြပတိမှာမိတ်ဆက်ပေးနေရင်လည်းစင်တော့တုံးနေရင်လည်းမှပြန်ပြီးတော့ sharing လုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်စင်တို့စကားကိုကိုကိုယ်တိုင်အာမခံတယ်ပေါ့နော်။အဲ့ဒါလေးပါဟုတ်တယ်။နောက်ဇင်းတော့အဖြစ်ဆိုရင်သူကအဲတထုပ်မှာဆိုရင်6ခုပါတယ်ကွာ။6ခု။တပည့်6ခုတော့မထင်အောင်နော်။ဟုတ်တယ်။လုံးဝ ပပပလက်ပပလက်လက်လေးသူကအားကစားလို့ရအဆင်ပြေတယ်ဟုတ်တယ်အဲ့ဒါအားစားလို့လည်းအဆင်ပြေတယ်ရွေးသွားရပါဘာလုံးဝမဖြစ်မဖြစ်ဘူးသူကအဲ့ဘောင်းမီကိုကတ်တဲ့ကော့အားကိုကောင်းတာဟုတ်ကဲ့ဟုတ်တယ်ရသွားပြစ်ရှိတတ်တယ်လောင်းနှုတ်ပိုဇယ်ရှင်ကစောင်းနေတာလို့ဟုတ်တယ်လှုပ်လိုက်တာဆိုရင်လုံးဝရွေးသွားမျိုးမရှိဘူးအင်းဟုတ်တယ်အဲ့ဒါလေးအရန်အဆင်ပြေရနောက်ဈေးနှုန်းဆိုရင်သူက2000 2500ဝန်းကျင်လောက်ပဲရှိတာအဲ့တော့ ဒီ local brand အနေနဲ့ဆိုရင်လည်းတော်တော်လေးအဆင်ပြေတဲ့ထဲမှာပါတယ်ပေါ့နော်ဈေးနှုန်းလည်း fair ဖြစ်တယ်အဲ့တော့နောက်ထပ်အစဉ်တရားနေပြီးတော့သတင်းကောင်းမှကျင်တာအထူးအစီအစဉ်လေးတစ်ခုပေါ့နော် good lady ဆိုတာကျွန်တော် good number 1 company အောက်ကနေပြီးတော့ပဲထုတ်ထားတာဒီ product ပေါ့နော်အဲ့တော့ good number 1ရဲ့ product တွေထဲမှာဆိုရင်ကျွန်တော် smile tissue ပါမယ် wet tissue တွေပါမယ်နောက်ပြီးဟာဟာ baby diaper ဆိုတော့ကျွန်တော်ဓာတ်တွေကို good lady အပါဝင်ပေါ့နော်အားလုံးကိုဆိုတော့ online ကနေပြီးတော့တစုတစီရဲ့မှားလို့ရတယ်တချို့ကျတော့ delivery free က၄တောင်မို့အထက်ဆိုရင်ဆိုတော့အမြဲတမ်းပြောနေတာ delivery free ဆိုတော့ဟာ good lady ကိုငါတို့က၄တောင်မို့တမျိုးတည်းဝယ်ရမယ်ထင်နေတာပေါ့နော်အဲ့လိုမဟုတ်ဘူး good number 1အောက်မှာရှိတဲ့ product တွေအကုန်လုံးကိုစုပြီးတော့မှားမယ်၄တောင်မို့အထက်ဆိုရင်တော့အိမ်ကို delivery free နဲ့ပို့ပြီးပါတယ်အဲ့တော့မှားယူမယ်ဆိုရင်တော့အခု good lady မှားမယ်ဆိုရင် good lady ရဲ့ Facebook စာမျက်နှာရှိရပေါ့နော်အဲ့တော့အဲ့ Facebook ကနေပြီးတော့တွားရပြီးတော့ချက်ပေါက်မှာတွားပြီးတော့မှားယူလို့ရပါတယ်ရှင်ဟုတ်ပါတယ်ဟောရာသီဥကပူလာပြီးဆိုတော့ပြင် ထွက်ခြင်းလေဟုတ်တယ် online ကနေပဲဈေးဝယ်လို့ရပါတယ်ဈေးဝယ်လို့ရပါတယ်ရာသီဥတုပူလာရင်ဒီလိုမျိုးပက်တီခံရတာပူပြီးစိတ်နှောက်ရှက်ဖြစ်တယ်ဆိုတော့သူကလုံးဝ6တွေ့နေတာဖြစ်တဲ့အတွက်ပါလဲပါရဲ့အတွက်ဟိုဒီလိုအချိန်ကြီးတဲ့တီးတန့်ကြီး stress တွေလုံးဝမဖြစ်တော့ဘူးဆိုတော့တော်တော်လေးကိုယ်လေးတွေတုံးရအဆင်ပြေဟုတ်ပါတယ်အဲ့တော့ဒီကိုယ်တိုင်းလေးတုံးရစလုံး တကယ်လဲတုံးနေတယ်တကယ်ကိုလဲသဘောကြတာအခုဒါပဲတုံးပြတော့တယ်ဒါပဲတုံးပြတော့တယ် day or night ရောနောက်ပြီးတော့ panty liner panty liner ရောနော်အရင်အဆင်ပြေတဲ့အတွက်ကြောင့်ကျွန်တော်ဒါတေချာလေးပြိသက်တူပြန်ညှိုးနိုင်တာပေါ့နော်ဟုတ်ပါတယ်ရှင်ဩဟိုတခုပြောအောင်ပါသူကရိုးစိမ့်မှုလည်းမရှိဘူးဟိုနေရလည်းတတောင်တတဖြစ်တယ်ဆိုပြီးတော့ဆိုတော့တူကအတုံးပြပြီးတနေကုန်မလဲပဲတော့မထားပါနဲ့ကျမကြီးကဟိုအကြဆုံးပေါ့၄နာရီနဲ့6နာရီကြာမှတစ်ခါပြန်ပြန်ပြီးတော့ဘက်ကိုအစ်စ်လဲပြီးအတုံးပြပို့ရလဲအရေးကြီးပါတယ်ဒါကရေရှည်ကျမကြီးနဲ့လည်းအများကြီးသက်ဆိုင်ပါတယ်ဒါလေး လေး sharing လုပ်ပေးကြပါရှင်ဟုတ်ပါတယ်ဟုတ်ပါတယ်မိကကိတ်ကိတ်လေးတဲ့ဟုတ်ကိတ်လေးကိုတော့ဟာတို့လေကိတ်ကိတ်လေးပေါ့ပေါ့ပါပါဖြစ်တယ်ဆိုတာပေါ့ဟုတ်တယ်ဟိုပေါင်ပွန်တတ်တဲ့သူကြတော့ဒီလိုမျိုးကိုတော့နဲ့လားစင်တော့တေချာရွေးဖို့လိုတယ်ဆိုတော့ good lady အစိမ်းရောင်လေးပါကြည့်လိုက်အစိမ်းလေးနဲ့နောက်ဈေးကလည်း2000 2500ကြာဆိုပါလေတက်နိုင်တယ်ဘာလို့အဲ့လိုမျိုးအလားလောက်ရှိရင်ဈေးကြီးတာများဆိုဟုတ်တယ်ဟုတ်တယ် good lady တွေကအများကြီးအဆင်ပြေပါတယ်ဟုတ်တယ် လာတိုင်းလာတိုင်းမှာဒီလိုရက်မျိုးဆိုရင်စိတ်ညစ်ရတဲ့အမိန်ကလေးပေါ့စိတ်ညစ်ရတယ်ဆိုတာအမျိုးမျိုးရှိရကွာဇင်တို့မှုဆွင်ဖြစ်တဲ့အတွက်ကြောင့်စိတ်စိတ်ညစ်တာမျိုးစိတ်တိုလွယ်တာမျိုးစိတ်ညစ်တာတတတတာမရှိဘူးအဲ့လိုအချိန်ခါမျိုးမှာကိုတုံးရတဲ့ဒီပတ်ကလည်းအဆင်မပြေဘူးဆိုရင်ပိုဆိုးတယ်ဟုတ်တယ်နော်အဲ့တော့ဒီလိုမျိုးအဆင်ပြေတဲ့ product ကဟိုလုံးဝစိတ်ကြည်ကြည်လင်လန်းဆန်းနဲ့စိတ်ပူပန်စရာမလိုပဲနဲ့ပေါ့နော် ACD ရက်တွေဆိုရင် ACC ဖြတ်တန်းနိုင်တယ်အဲ့တော့ကြောင့်ဒီ product ကအရန်ကောင်းနေဆိုတာလေးအဲ့ဒါလေးကိုညွှန်ပါရစေညွှန်ပေးပါရစေ ဲ့တော့ဒီကနေ့ခင်ဗျမဒီအစီအစဉ်ကိုလည်းအဓိကကိုညီပံ့ပိုးပေးတာကကော့တလီမှာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ် and knowledge sharing session တို့လာဖို့လည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့နောက်ထပ်လာမယ့်အစီအစဉ်မှာပြည်သက်တွေအတွက်ဒီနေ့ဖိတ်ခေါ်ထားတဲ့ special guest နဲ့မိတ်ဆက်ပေးပါမယ်ရှင်